မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလှိုင်မြို့နယ်ရဲစခန်းအနီးမှာမပေါက်ကွဲသေးတဲ့ဘုံကိုတွေ့ရှိခဲ့တဲ့အတွက်စစ်ကောင်စီကလမ်းပိတ်ပြီးတော့ဖောက်ခွဲလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့မနက်အစောပိုင်းမှာလှိုင်မြို့နယ်ရဲစခန်းရှိရန်ကုန်အင်းစိန်ကားလမ်းဘေးမှာမပေါက်ကွဲသေးတဲ့ဘုံကိုတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့စစ်ကောင်စီကလာရောက်ပြီးတော့လမ်းကိုပိတ်ချကမပေါက်ကွဲသေးတဲ့ဘုံကိုဒီကနေ့မနက်၈နာရီ9မိနစ်အချိန်မှာဖောက်ခွဲလိုက်တယ်လို့သိရပါတယ်ဒီမနက်၈နာရီ6မိနစ်လောက်မှာဘုံပေါက်တာ အတော်ကိုအတန်ကျဲတယ်ရန်ကုန်အင်းစိန်လမ်းမကြီးကိုပိတ်ပြီးတော့ဘုံခွဲတယ်ပြောတယ်မပောက်ကွဲသေးတဲ့ဘုံလှိုင်မျိုးမှရေစခန်းနားမှာတွေ့လို့ဖောက်ခွဲလိုက်တယ်ပြောပါတယ်အိမ်တွေပါတုံသွားတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဘုံကိုတွေ့ရှိပြီးတဲ့နောက်စစ်ကောင်စီနဲ့ရဲများကပိတ်ဆို့စစ်ဆင်းမှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရေစခန်းအနီးမှာတော့လက်နက်ကိုင်ရဲတချို့အစင်သစ်လုံခြုံရေးယူပြီးတော့စောင့်ဆိုင်းလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့အကြံဖတ်စစ်ကောင်စီကအသက်68နှစ်မကျော်သေးတဲ့စစ်မှုရန်ဟောင်းများအားလုံးစစ်မှုပြန်ထမ်းရမယ်ဆိုတဲ့အမိန့်ညွှန်ကြားချက်ကိုပြုတ်ဝှက်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်ကောင်စီထံမှမိမိဆန္ဒကြောင့်ပဲဖြစ်ဖြစ်အငြင်းစားပင်စင်ရလိုပဲဖြစ်ဖြစ်စစ်တပ်ထဲကနေနှုတ်ထွက်ထားသူများဟာအသက်68နှစ်မကျော်သေးရင်စစ်မှုပြန်ထမ်းရမှာဖြစ်တယ်လို့သိရပါတယ်။စစ်မှုရန်ဟောင်းများအားလုံးအသက်68နှစ်မကျော်လွန်လျင် စစ်မှုထမ်းရမယ့်အမိန့်စာကိုစစ်ကောင်စီက AP လ12ရက်နေ့မှာထုတ်ပြန်ခဲ့တယ်လို့သိရပါဗျ။မနေခြင်းလို့ထွက်လာရတဲ့သူတွေကိုအတင်းဥပဒေထုတ်ပြီးတော့စင့်ခေါ်ခြင်းဖြစ်ပါတယ်။အရင်ကလူသစ်စုတဲ့ဥပဒေအရလူငယ်တွေသာထွက်ပြေးကြရတာအခုတော့သူတို့အလှည့်ပေါ့လက်ရှိခံစား권တွေကိုအဆုံးခံပြီးကိုပြေးကြလိမ့်မယ်လို့ CDM ဗိုလ်ကြီးဇင်ရော်ကပြောပြလာပါဗျ။စစ်မှုထမ်းဟောင်းများအနေနဲ့စစ်တပ်ထဲမှာအ ਨੇ ဆုံးအချိန်ပြည့်3နှစ်ကနေ9နှစ်အထိတာဝန်ထမ်းဆောင်ရမှာဖြစ်ပြီးတော့9နှစ်နဲ့အထက်ပို့ပြီးတော့ တာဝန်ပေးအပ်ရန်လိုအပ်လာပါကစေဦးစီးချုပ်ရဲ့ခွင့်ပြုချက်နဲ့အမိန့်ထုတ်ပြန်ဆောင်ရွက်နိုင်တယ်လို့သိရပါဗျ။စစ်မှုထမ်းဆောင်ရမယ့်စစ်မှုထမ်းဟောင်းများအနေနဲ့အသက်55နှစ်အောက်ဆိုရင်လှုပ်ရှားစစ်ဆင်ရေးတာဝန်ထမ်းဆောင်အောင်မှာဖြစ်ပြီးတော့အသက်55နှစ်နဲ့အသက်68နှစ်ကြားဆိုရင်တပ်မတော်ဌာနချုပ်များစစ်ဆင်ရေးခြေကုပ်စခန်းများနဲ့နေရာလုံခြုံရေးတာဝန်များကိုထမ်းဆောင်အောင်မှာဖြစ်တယ်လို့သိရပါဗျ။တခုထူးဆန်းတာကအာဏာမသိမ်းငယ်အထိကိုအသက်50ဆိုရင်စစ်ဆင်ရေးတာဝန်မလိုက်ခိုင်းဘူးအသက်55နှစ်ဆိုရင် အခြေချမဲ့မြို့မှာရှိတဲ့ က်ကိုပြောင်းလိုက်တာဗျအခုကအသက်68နှစ်အထိစစ်မှုထမ်းရမယ်ဆိုတော့စစ်တပ်ထဲကိုဝင်ပြီးတဲ့သူမှန်တယ်မြဘသူမှအရှင်ထွက်မထွက်ရဘူးဆိုတဲ့သဘောပဲလို့စီဒီအမ်ဗိုလ်ကြီးဇင်ရောကပြောပြလာပါတယ်ဒါအပြင်စစ်မှုထမ်းဖို့အတွက်ဆင့်ခေါ်တဲ့အကြောင်းကြားစာကိုရရှိပြီးတော့သတင်းမပို့တဲ့စစ်မှုရန်ဟောင်းများရဲ့အငိမ့်စားအကျိုးခံစားခွင့်များကိုစိုင်းငံ့ထားမှာဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဥပဒေဟာ၎င်းတို့ရဲ့ဗဇက်ကလာတာဖြစ်ပြီးတော့အဲ့ဒီဥပဒေဟာပြည်သူစစ်မှုထမ်းဥပဒေအရစစ်မှုထမ်းနေရတဲ့ လူငယ်များအတွက်ပါအကျုံးဝင်လာနိုင်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့လောင်းလုံးမြို့နယ်စပ်ပြဲရွာကြားမှာမနေ့က၄နိုင်ကျော်ကြောင်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောင်းလုံးမြို့ဘက်ကနေစပ်ပြဲရွာဘက်ကိုထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့တွေကမနေ့ကမန္တပိုင်းမှာ drone တွေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့သိရပါတယ်။သူတို့ကထွက်ပေါက်ပိတ်သွားပြီးတော့နီးစပ်ရာဖုံးကြီးကျောင်းတွေကိုဝင်ပုန်းကြတယ် နှစ်ဖက်တိုက်ပွဲအကြီးကျယ်ဖြစ်ကြတာလို့လောင်းလုံးပကဖရဲ့ပြန်ကြားရေးတာဝန်ခံကိုရှဲတို့ကပြောဆိုခဲ့ပါတယ်နှစ်ဖက်ပြစ်ခတ်မှုတွေဟာမနေ့ကမနက်7:00နာရီလောက်ကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့မွန်လွယ်3:00နာရီခွဲဝင်းကျင်လောက်မှာတော့စစ်ကောင်စီတပ်သားတွေဟာလောင်းလုံးမြို့ဘက်ကိုတိတ်တဆိတ်ဆုတ်ခွာသွားတယ်လို့ကိုရှဲတို့ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေကိုလောင်းလုံးမြို့နယ်တွေကပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်စဉ်နဲ့စစ်ကောင်စီဘက်ကထိခိုက်မှုအခြေအနေကိုတော့မသိရသေးဘူးလို့ကိုရှဲတို့ကဆိုပါတယ် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ထိခိုက်မှုကြီးကြီးမားမားမရှိခဲ့ဘူးလို့ကိုရှဲတို့ရဲ့ပြောပြချက်အရသိရပါတယ်။မနေ့ကမနက်အစောပိုင်းကလည်းလောင်းလုံးမြို့အပြင်ဘက်မှာမိနစ်အနည်းငယ်ကြာနှစ်ဖက်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။မနေ့ကတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်သားတွေဟာလွန်ခဲ့တဲ့၃ရက်လောက်ကတည်းကလောင်းလုံးမြို့ရဲ့အပြင်ဘက်တွေမှာကင်းဘုံဝစ်တာနဲ့လက်ပတ်သွာလာတာတွေကိုလုံဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။တိုက်ပွဲဖြစ်ပွားချိန်မှာလဲစစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ဆက်လေတစည်းကဒဝယ်မြေအတွင်းမှာကင်းလှည့်တာတွေကိုလုံဆောင်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ် ရေပြူမြို့နယ်မှာလည်းဒဝေရေနဲ့စိတ်ကန်းရှိတဲ့နဘူးလေဒေတာတော်ဝိုင်းမှာအခုတပတ်အတွင်းကိုအင်အား80လောက်ရှိတဲ့စစ်ကောင်းစီစစ်ကြောင်းတစ်ခုစစ်ကြောင်းထိုးသွာလာနေပြီးတော့အရသာပြည်သူတွေကိုဖမ်းဆီးစစ်ဆေးတာတွေလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းထီးချိုင်မြို့နယ်ကန်နီကျေးရွာမှာရှိတဲ့ကန်နီစေအတွင်းနယ်စေပေကန်းကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့၄ချိန်ကန်ပစ်ခတ်တိုက်ခတ်ရာပြည်သူ9ဦးဘုံးစားထိမှန်ခဲ့ပြီးတော့2ဦးကိုတော့အရေးပေါ်ကုသခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ24ရက်နေ့မွန်းလွဲ2နာရီအချိန်ကန်မှာအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့၅ချိန်ပြန်ဝဲက၄ချိန်ခန့်၄ချောင်းကနေပြီးတော့ပြစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။ ဒဏ်ရာရတဲ့ပြည်သူက9ဦးပါပြင်းထန်ဒဏ်ရာ2ဦးနဲ့တာမန်ထိခိုက်ဒဏ်ရာရသူ9ဦးပါလို့ထိကြညွန့်တဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါတယ်အကြမ်းဖက်စစ်ကောင်စီကပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများလှုံ့ဆော်နေတဲ့အတွက်ပြည်သူများအနေနဲ့မိမိတို့နေထိုင်ရာအဆောက်အုံအနီးမှာဘုံခိုကျင်းကိုအရေးပေါ်လိုင်းကျင်းများတူးထားကြဖို့အတွက်ထိကြညွန့်တဲ့ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကနှိုးဆော်ထားတယ်လို့သိရပါတယ်ဒါအပြင်အကြမ်းဖက်စစ်ကောင်စီရဲ့18 112အစရှိတဲ့ကင်းထောက်လေရင်များကိုအသုံးပြုပြီးတော့ပြစ်မှတ်ရှာဖွေပြီး ဂျက်ဖိုက်တာတွေနဲ့လူစုလူဝေးရှိတဲ့နေရာများကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာတယ်လို့သိရပါတယ်။ကင်းထောက်လေရင်အတန်ကြားပါကရောက်တဲ့နေရာမှာရပ်နေပြီးတော့ကင်းထောက်လေရင်လွန်သွားမှဆက်လက်ပြီးတော့သွားကြဖို့ကိုထိကြမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ကင်းထောက်လေရင်များဟာလှုပ်ရှားမှုကိုအဓိကအာရုံခံတဲ့အတွက်လဟာပြင်းမှာလူစုလူဝေးလှုပ်ရှားမှုများမပြုလုပ်ကြရန်ဆိုင်ကယ်နဲ့ကားများကိုအရိပ်အမိုးအကာအောက်မှာထားကြရန်လဲ ထီးကြိုင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအသိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်တထေးရေအားလျှက်စစ်စီမံကိန်းအထက်ကိုလက်နက်ကြီးကြီးများကြားရောက်ပောက်ကွဲခဲ့တဲ့အတော့စီမံကိန်းမှာလုတ်ကင်နေတဲ့တရုတ်အင်ဂျင်နီယာများအပါအဝင်တရုတ်ဝန်ထမ်းများစီမံကိန်းမှာလုတ်ကင်နေတဲ့မြန်မာအင်ဂျင်နီယာများနဲ့ဝန်ထမ်းများဟာဧပြီလ26ရက်နေ့ကစခန်းကိုစွန့်ခွာသွားခဲ့ကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒေသခံတအူးက တထေးရီအားလျက်စစ်စီမံကိန်းမှာလာရောက်လုတ်ကင်နေတဲ့တရုတ်အင်ဂျင်နီယာတွေအပါအဝင်တရုတ်ဝန်ထမ်း30လောက်ကမနေ့ကတည်းကစီမံကိန်းကနေပြောင်းပြေးကြတယ်လက်ရှိတန်တွဲကဟိုတယ်တွေမှာတဲခွန်နေတယ်လို့ပြောဆိုခဲ့ပါတယ်လက်ရှိတထေးရီအားလျက်စစ်စီမံကိန်းအနီးမှာအရခတ်တက်တော် AA နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေပြီးတော့တိုက်ပွဲအတွင်းကလက်နက်ကြီးကြီးများဟာစီမံကိန်း area အတွင်းထိကိုကြားရောက်ပောက်ကွဲမှုများရှိနေတယ်လို့သိရပါတယ် တရုတ်လူမျိုးအင်ဂျင်နီယာများနဲ့ဝန်ထမ်းများအလုပ်သမားမိသားစုများနဲ့စီမံကိန်းအနီးမှာအခြေချနေထိုင်တဲ့ကြီးရွာသားတွေဟာတန်ရွဲမျိုးဘော်ဒီဂုံရက်ကွာမှာရှိတဲ့ရုံးချုပ်ကိုထွက်ပြေးတိမ်းရှောင်လာကြပြီလို့တန်ရဲဒေသခံတအုပ်ကပြောပြလာပါတယ်။ရေအားလျက်စစ်မှာအလုံလုံနေကြတဲ့ဝန်ထမ်းတွေတရုတ်လူမျိုးတွေလည်းပါတယ်။ရေအားလျက်စစ်မှာနေနေကြတဲ့လူတွေတန်ရွဲမျိုးကရုံးချုပ်ကိုပြောင်းလာကြပါတယ်။မနေ့ကရေအားလျက်စစ်ဝင်းအတွဲမှာလက်နက်ကြီးကြီးကြောက်တာတွေရှိလို့ပြောင်းရွှေ့ခိုင်းလိုက်တာလို့ပြောဆိုခဲ့ပါတယ်။ တထေးချောင်းရေအားလျက်စစ်စီမံကိန်းအနီးမှာရှိတဲ့ပရစ်ရေကောက်ဒေါ်မြကြီးရွာချင်းကွင်းလင်းတီပေါတော်မကြီးချောင်းနဲ့ရှင်စောပြင်ကြီးရွာကရွာသူရွာသား900ကျော်ဟာနီးစပ်ရာဆွေမျိုးတွေရှိတဲ့မြို့နယ်ကြီးရွာများကိုထွက်ပြေးတိမ်းရှောင်နေကြပြီးတော့အခုလိုတိုက်ပွဲပြင်းထန်လာတဲ့အတွက်စိုးရိမ်မှုတွေများပြားနေတယ်လို့တန်တွဲမြို့နယ်ဘောက်တောင်ကြီးရွာကဒေသခံတအုပ်ကပြောပြလာပါတယ်အခုတော့အန်တီတို့ရဲ့အိမ်ခေါင်မိုးဘော်ကနေလက်နက်ကြီးတွေကကြော်ပစ်နေတာဘယ်တော့ကြမလဲတော့မသိဘူး တခါမှဒီလိုမကြုံဘူးအရန်ကြောက်ဖို့ကောင်းတယ်စိုးလဲစိုးရင်တယ်အခုဆိုရင်မနေ့ကနေပြီးတော့ဒီနေ့အထိကားတွေတောက်လျှောက်သွားနေတာတွေ့ရတယ်စစ်ဘေးရှောင်နေကြတာပေါ့မျိုးကိုသွားတဲ့သူကသွားဆွေမျိုးတွေရှိတဲ့ကျေးရွာဘက်တွေကိုသွားတဲ့သူကသွားကြတယ်အ ਨੇ ဆုံးတော့900လောက်ရှိမယ်ပေါင်းတဲ့ချီတော့မရှိသေးဘူးလို့ပြောဆိုခဲ့ပါတယ်တန်တွဲမျိုးမှာ AB လ28ရက်နေ့မနက်7:00နာရီဝန်းကျင်ကစပြီးတော့တန်တွဲမျိုးကအထွတ်ဘားတောင်တောင်မှာရှိတဲ့စစ်ကောင်စီရဲ့အမြောက်တပ်ကရွှေလီဂျီပြင်းဂျီဝခမောင်းတုံးညောင်ချေတောင်ဒါဝ ရည်စင်ဖက်စတဲ့ကျေးရွာများဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်လျက်ရှိတယ်လို့တန်တွဲဒေသခံတွေကပြောပါတယ်တန်တွဲမြို့နယ်မှာရှိတဲ့တထေးချောင်းရည်အားလျက်ဆက်စီမံကိန်းနဲ့စေမိုင်ကအကွာမှာအေပီလာ22ရက်နေ့မနက်ပိုင်းကစပြီးတော့အေပီလာ28ရက်နေ့အထိကိုစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်နေပြီးအနီးနားမှာရှိတဲ့ကျေးရွာ6ရွာဖြစ်တဲ့ပရက်ဒေါ်မြရေကောက်စူးပုတ်ကုန်းဖျားမော်ချင်းခွင်းစတဲ့ကျေးရွာဒေသခံများဟာအ धिक စစ်ပေးရှောင်နေရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။